ရာရီတိုင်းလင်းမျက်နှာမြို့နယ်ပန်းတော်ကြီးကြီးရွာကိုဧပြီလ26ရက်နေ့လယ်12နာရီအချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းရွှေစံတော်ဖုံးတော်ကြီးကျောင်းနဲ့နေဆယ်လုံးထပ်မင်းမီလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကဧပြီလ26ရက်တရက်ထဲမှာလက်နက်ကြီးပစ်ခတ်တာအပြင်ပန်းတော်ကြီးကျေးရွာကို9ကျင်း၊မြို့ကုန်းရွာကို3ကျင်း၊ငပြောတော့ကို2ကျင်းနဲ့စံကုန်းတုံတော်ဝင်းကျင်ကို2ကျင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကရွာရီဘက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တာဖြစ်ပြီးလေရင်ထဲမှာပုံကျဲတဲ့အတွက်ကျွန်းနိုင်ကြီးတွေနဲ့တိစောက်ထားတဲ့ဖုံကြီးကျောင်းနဲ့အိမ်တွေမီးလောင်ပြားကျကုန်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေရဲ့နေအိမ်တွေနဲ့ရွှေစံတော်ဖုံးတော်ကြီးကြောင်းပျက်စီးခဲ့ရပေမဲ့တရင်တုံးနေတဲ့တပ်တော်89နှစ်အရွယ်ဆရာတော်ကြီးအပါအဝင်တန်ဃာတော်တွေနဲ့အရက်သားတွေဟာဘေးလူရကိုထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တဲ့အတွက်လူတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။